ါမိတ်ကကျွန်တော်အတွက်2025မှာအကြိုက်ဆုံးကော်မိတ်လို့ပြောရင်မမှားပါဘူး Deadpool နဲ့ Batman တို့ရဲ့ character ပုံဖော်မှုတွေကိုအပြည့်စုံဆုံးတွေ့ရတဲ့အပြင်တစ်ချိန်ကအမရစရာ Amalgam Deadpool နဲ့ Wolverine ပေါင်းထားတဲ့ version တွေကိုထည့်ရေးပစ်ထားတာတွေ Cosmic God တွေပါတာတွေအပြင်ကိုမှ Batman comic ဆိုတဲ့အတိုင်းမူကင်းတစ်ခုကိုအပြည့်ရှားပုံဆိုပြီးတော့ဇလံဖွဲ့ရေးသားထားခြင်းတွေကတကယ်ကိုလပါတာဖြစ်တဲ့အတွက် Predator တို့စီကိုပြန်ပြီးတော့တင်ဆက်ပေးလိုက်ပါတယ်အရာရာကဟိုးအာဂါတာရဲ့အဆုံးဘက်တနေရာကအချစ်ဇလံတစ်ပုံနဲ့စတဲ့ င်ထားတယ် Marvel Comics မှာဆိုရင် Cosmic God ကြီးရဲ့အတွက်နေရာတစ်ခု Andrew Morpho ဆိုတဲ့နေရာတစ်ခုရှိတယ်အဲဒီနေရာကြီးမှာ Cosmic God ကြီးတွေကသူတို့အတွက် Avatar တွေခန္ဓာကိုယ်တွေကိုလာပြီးတော့ဖန်တီးရယူကြတတ်တယ်အရှိ Marvel DC Crossover ထွက်ခဲ့တဲ့ Comic မှာတော့လည်းဒီနေရာကအဓိကနေရာအဖြစ်ပါဝင်ခဲ့သေးတယ်ဖြစ်ပုံက Marvel ရဲ့ Cosmic God တကောင် Eternity က DC ရဲ့ Cosmic Goddess Kismet နဲ့ထိုနေရာကြီးမှာတွေ့ဆုံကြတဲ့အခါမြင်မြင်ချင်းချစ်ကြိုက်သွားကြတယ်သူတို့နှစ်ယောက်ကချစ်ကြလေသူတို့နှစ်ယောက်ကနီးကပ်ကြလေသူတို့ကိုယ်စီရဲ့ University, Marvel နဲ့ DC University ကပေါင်းစပ်ကုန်ကြပြီးထူးဆန်းတဲ့ Marvel DC အယောဇလံမျိုးတွေဖြစ်ကုန်ကြတယ်ဆိုတာမျိုးပါ။အဲဒီမှာလည်းအဲ့ဒီဇလံကိုပဲပြန်ယူသုံးထားတယ်။ဟိုးရှိရှိတုန်းကဟိုးတနေရာရာမှာတုန်းက God နှစ်ယောက်ကတွေ့ဆုံကြပြီးနှစ်သက်ခုန်မတ်သွားကြတယ်။သူတို့နှစ်ယောက်ရဲ့ပထမအဦးဆုံးအနက်နှခမ်းချင်းစပြီးတော့ထိမိကြခြင်းကအခု Deadpool နဲ့ Batman ဆိုတဲ့ဇလံကြီးကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။ Gotham မျိုးရဲ့တနေရာရာမှာ Batman ကလူတစ်ယောက်အိမ်ကိုမဝင်ခင်အပြင်ကနေပြီးအခြေအနေကိုစောင့်ကြည့်နေတယ်။ Victor Gova ဆိုတဲ့လူ ူတယောက်ကစိတ်သက်ကြေကွဲနေပြီးမင်းအိမ်မှာရှိနေတာငါသိတယ်ဘတ်မန်ကြီးမင်းကငါမကြောက်နိုင်တော့ဘူးငါမားခဲ့တာငါသိတယ်ငါရဲ့ဆန္ဒတွေကြောင့်ဖြစ်ခဲ့တာသူတို့ကငါ့ကိုအတုံးချသွားကြတယ်ငါရဲ့အမျိုးသမီးကိုတတ်ပစ်သွားကြတယ်အခုငါမှဘာမှမရှိတော့ဘူးမင်းလည်းမကင်နိုင်တော့ဘူးဆိုပြီးတော့နာကျင်စွာငိုယိုပြီးတော့ပြောနေတဲ့အခါဘတ်မန်ကနားလဲသွားတယ်ဗစ်တာရဲ့ပခုံးကိုကင်အားပေးလိုက်ပြီးငါ့ကိုဖြစ်ခဲ့တဲ့အကြောင်းအရာတွေအကုန်ရှင်းပြလို့ပြောလိုက်ပါတယ်နောက်တစ်မျက်နှာမှာတော့ဘတ်မန်ကတော်ကြီးမြတ်မဲတစ်ခုထဲမှာစုံစမ်းဖို့တောင်ရောက်နေခဲ့ပြီးတကယ်တော့ဗစ်တာ ကပစ္စည်းတစ်ခုကိုရှာနေခဲ့တာပါအဲ့ဒီပစ္စည်းက reality တွေကိုပါပြောင်းလဲနိုင်တယ်ဆိုပြီးတော့သိထားရတယ်အမန်ဒါဝေါ်လာက Victor ကိုအတုံးချပြီးအဲ့ဒီပစ္စည်းနောက်ကိုလိုက်နေခဲ့ခြင်းပဲအဲ့ဒီပစ္စည်းကိုအဲ့ဒီအရာကိုကိုဂျိုးအတွက်အတုံးချဖို့ကြိုးစားနေခြင်းပဲလို့ပြောပြီး Batman ကတော်ထဲမှာ Victor ညွန်ပေးလိုက်တဲ့ရှေးဟောင်းဥမင်တစ်ခု ចောင်းဆောင်တစ်ခုအရှိကိုရောက်လာခဲ့ပါတယ်။အန်သူရဲ့အရှိမှာအမန်ဒါဝေါ်လာရဲ့စစ်သားတွေကလည်းရောက်ပြီးနေခဲ့ပြီ။ဒါပေမဲ့သူတို့ရဲ့အလောင်းတွေကရှေးခေတ်တွေကတေပြီးနေပြီဖြစ်တယ်လို့အယူကျဆွေးမြေ့နေပြီဖြစ်တယ်ဆိုတာကိုလည်းမြင်လိုက်ရတယ်။နိုင်ငံမှာဆိုရင်လည်းသူဟာမဟုတ်တဲ့ bad rank တစ်ခုကိုမြင်လိုက်ရတဲ့အခါ Batman ကိုယ်တိုင်ကသူရဲ့အဖွဲတွေကိုဝင်မလာဖို့အတွက်တတိပေးလိုက်တဲ့ reality ကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတာကတကယ်ပဲဆိုတာကိုယုံကြည်သွားခဲ့တယ်။ဒီအချိန်မှာ cosmic god တွေကရှာတွေပါပါလာပြီးပို့ပြီးတော့ကျန်းလာပြီးဆိုတာကိုမြင်လိုက်ရတယ်လို့ Batman ရဲ့ ဲ့ဇလန်ကလည်းပို့ပြီးတော့လေးနက်လာပြီဆိုတာကိုသိစေလိုက်ပါတယ်။နောက်တစ်မျက်နှာမှာတော့ Deadpool ကဘတ်မန်ရဲ့အများပေါင်း16000ဆိုင်နေတဲ့ခန္ဓာကိုယ်ကြီးကိုမနိုင်မနေနဲ့မာချီထားတာကိုမြင်လိုက်ရတယ်။ဒီ Deadpool version ကဟိုးအရင်ခေတ်တုန်းကမြင်ဘူးကြမဲ့အားနေတစ်ချိန်လုံး Fort War ကို Nodi ကောင်းတောက်တလိုမျိုးကလိနေမဲ့ original version ဖြစ်ပါတယ်။ငါပြောပါရဲဒါမျိုးတွေဖြစ်လိမ့်မယ်လို့ပြောရင်သူကဘဲရုပ်တွေကာတွန်းရုပ်တွေကိုခြားပြနေပြီးတော့ဘာကြောင့်အခုလိုတွေဖြစ်လာခဲ့လဲဆိုတာကိုအစားကနေပြီးတော့ရှင်းပြလာတယ်။ငါရဲ့ခြားကွက်အလံတွေကိုအရင်ပြ ြမယ် slow motion နဲ့ကြည့်ရမယ် flashback တွေပေါ့ကွာဆိုပြီးတော့လည်းပြောတယ်ပြီးတော့အသက်ပြင်းပြင်းရှူတဲ့နိုင်ရန်တစ်ဖက်ကိုကြည့်လိုက်ရင်လည်းဒီမှာ wall တစ်ခုဟောဒီမှာလည်း wall တစ်ခုနှစ်ခုသုံးခုလို့ပြောပြီးပရိသတ်တွေဘက်ကိုလည်းကြည့်လိုက်တဲ့အဲ့ဒါက fourth wall ပဲငါမင်းတို့ကိုမြင်နေတော့ဆိုပြီးတော့ပါတခါတယ်ပြောပြလိုက်ပါတယ်ထားပါတော့ဇလန်းကိုဆက်ကြမယ်လို့ဆိုရင်ဖင်ကုန်းပြီးတော့ဘဲရုပ်တစ်ခုကိုပြလိုက်တော့အဲ့ဒီအရုပ်ကပုံကြီးဖြစ်နေတယ်ဒက်ဘူကတပိုင်းတစားစီလွင်ထွက်သွားခဲ့ပါတယ်ဒီအချိန်သူ့ရဲ့ခေါင်းရင်းမှာခြေတစုံကလာပြီးတော့ရက်တဲ့မော်ကြည့်လိုက်တော့ခြေတော်အပြတ်တွေကို ကိုင်းထားပြီးမင်းဟာဖြစ်မယ်ဆိုပြီးပြောနေတဲ့ဘတ်မန်ကိုမြင်လိုက်ရပါတယ်။ဒက်ဘူကသူ့ရဲ့ခြေထောက်တွေကိုပြန်ဆွနေရင်ခြေထောက်မပါလဲကိစ္စမရှိဘူး။ငေါ့ဆွဲတဲ့ကောင်ကအစောကြီးတည်းကခြေထောက်တွေထည့်ပေးဖို့အတွက်စိတ်ကူးမရှိဘူး။မပြတ်စည်းနိုင်တဲ့ဖနက်တွေပဲရှိတယ်ဆိုပြီးတော့ပြောပါတယ်။ဒါဒီဒက်ဘူကိုရေဆွဲဖန်တီးခဲ့သူ Rob Liefeld ကခြေထောက်တွေကိုမဆွဲတတ်ဘူးဆိုတာကိုစားနောက်နေခြင်းလည်းဖြစ်ပါတယ်။ဘတ်မန်ကတော့ဒီကောင်ရဲ့စကားတွေကိုဂရုမစိုက်ဘူး။ဒီကောင်ခြေထောက်ပြန်ဆက်နေတာကိုကြည့်ရင်လည်း Healing Factor လားနာမည်ထင်တယ်တော့ဆိုပြီးတော့သုံးသပ်လိုက်ပါတယ်။ဒက်ဘူကလည်းစောက်ရမ်း နာကြောင်ပြန်ပြေးတယ်ဒါပေမဲ့ဘာတက်နိုင်မှာလဲငါကအသက်ကွင်းရင်တော့မှပြုံပြုံလေးဆိုရဲကောင်းမျိုးပဲအေးဆေးပါဆိုပြီးတော့ပြောပြလိုက်ပါတယ်ဘတ်မန်ကရှိရဲဒါနဲ့နေစမ်းမအောင်မင်းအတွက် Deathstroke ဆိုရဲနာမည်ကအတိတ်ပဲရှိလားဆိုပြီးတော့မေးလိုက်တဲ့အခါ Deadpool တယောက်ကြောင်သွားတယ် Deathstroke ဆိုတာကတေအောင်ညက်တတ်တဲ့ Karma Sutra စာအုပ်တွေက position တစ်ခုပဲလားဆိုပြီးတော့ပြန်မေးလိုက်တဲ့အခါ Batman ကတေချသွားပြီဒါကသူထင်လို့ Slade Wilson Deathstroke မဟုတ်ဘူးဆိုတာကတေချသွားပြီ Deadpool လာခုတ်တဲ့ဓာတ်ကိုဖြတ်ကားလိုက်ပြီးတော့တစ်ချက်တည်းထိုးပ ြစ်လိုက်ခြင်းက Deadpool ကိုပြောင်းမြန်လန်သွားစေခဲ့ပါတယ်။ဒါက Batman ရဲ့အထာပဲ။ Batman ကသူ့ရဲ့ထုံးစံအတိုင်းဘာမှမဖြစ်လို့အထာနဲ့စကားတွေပြောပြီးတော့ကြောပေးလျှောက်ထွက်သွားတော့ Deadpool ကမကျေနပ်ဘူး။ကြည်စမ်းမအောင် comic ကဘသူကိုအသားပေးပြီးတော့ရေးနေလဲဆိုတာဆိုပြီးတော့ပြောလာပြန်ပါတယ်။ပြီးတော့သူတို့ကဘာမှမဖြစ်လို့ပဲနေရာတစ်ခုစီကိုဆက်လျှောက်လာကြတယ်။ Deadpool ကတောင်းမှန်နေအရင်တိုက်ခိုက်လို့စိတ်မရှိပါနဲ့။မင်းကဒီအတိုင်း cosplay ဝတ်စုံဝတ်ထားတဲ့ကောင်ဟုတ်မဟုတ်စမ်းကြည့်တာဆိုပြီးတော့ပြောလာတော့ Batman တယောက်စိတ်မဆိုးပါဘူး။သူတို့ရောက်နေတဲ့ပတ်ဝန်းကျင်နဲ့အရာ ဝတ္ထုတွေကထူးဆန်းနေကြောင်းကိုလည်းဘတ်မန်ကထောက်လျှောက်လေ့လာနေပါတယ်။ Okay ဒါဆိုမင်းကသာ Deathstroke မဟုတ်ဘူးဆိုရင် Multiverse ဖြစ်လိမ့်မယ်ဆိုပြီးတော့သုံးသပ်မိတယ်။ဒါဒီ Deadpool character က Deathstroke ကို copy ယူထားပါတယ်။လောင်ပြောင်ပြီးတော့ဖန်တီထားပါတယ်ဆိုတာကိုထောက်ပြခြင်းလည်းဖြစ်ပါတယ်။ဒါကို Deadpool ကလည်းသိတယ်ပြီးတော့စိတ်ဆိုးသွားတယ်။မင်းလည်းဘာထူးလဲမင်းကို Moon Knight လို့ခေါ်မယ် Night Hawk လို့ခေါ်မယ်ဆိုပြီးတော့အားကြမခံပြောပြလိုက်ပါတယ်။ Batman ကတော့ဟွန်းငါက Batman ပဲလို့ပြောပြီးနှစ်ယောက်ကအဲလွန်စားတွေအတိုင်းဘဲလီလီစီပြီးတော့ထွက်လာကြပါတယ်။ ဒက်ဘူးကထုံးစံအတိုင်းသူ့ရဲ့အတိတ်ပဲမရှိမစီမဆိုင်ယူနန်းစီဟာစကားတွေကိုဘတ်မန်ရဲ့နားထဲပေါက်ပေါက်ဖောက်ထည့်ပြီးတော့ဇက်တိုက်ကိုပြောနေပါတယ်။ဒါနဲ့နေစမ်းမအောင်ငါရဲ့အခုလိုမျိုးမရက်တန်းဆောက်စကားတွေများနေခြင်းကတော်ရုံလူကိုယူနန်းသွားစေတယ်။မင်းကြတော့ဘာမှမဖြစ်လို့ပါပဲလား။မင်းကစောက်ကြမ်းကြီးဖြစ်ရမယ်ဆိုပြီးဘတ်မန်ကိုကြည့်အကဲခတ်ပြီးတော့ပြောလိုက်ပါတယ်။ဘတ်မန်ရဲ့အဖြေကလည်းမိုက်တယ်။ငါနှစ်ပေါင်းများစွာဆောင်ရမ်းတက်ချွာချက်ဖားဖြစ်နေတဲ့ရွာထနေတဲ့ကလေးတယောက်နဲ့အတူမကောင်းမှုတွေကိုတားဆီးခဲ့တာ။ငါရဲ့အကြီးဆုံးဖယ်လိန်ကလူသက်ရုပ်ပြက်ပြီးယူနန်းဆိုး ွမ်းနေတဲ့ clown လူပြတ်တယောက်ပဲ။အော်ဒီတခြားမင်းစကားတွေပြောနေခဲ့တာလား။ငါနဲ့မတိလိုက်ပါဘူးကွာဆိုပြီးတော့ပြန်မေးပြလိုက်ပါတယ်။ Deadpool ကဆက်ပြောတယ်။မင်းကိုတော့တယောက်ယောက်ကအမြဲစောင့်ကြည့်နေတယ်ဆိုပြီးတော့ခံစားရဘူးလား။သိရမလား။အခုကြည့်နေတဲ့ကောင်တွေလေဒီကောင်တွေစောက်ပေါ်တွေပစံပေးပြီးတော့ဝယ်ဖက်ရတာတန်မှုအတွက်ငါတို့ကတာဝန်အကြီးကြီးယူထားရတယ်လို့ပဲဆိုပြီးတော့ပြောနေပြန်ပါတယ်။ Batman ကသချင်းနဲ့ကြားတယ်ဒီနေရာမှာငါတို့တွေကြီးပဲမဟုတ်ဘူးဆိုပြီးတော့စကားကိုဖြတ်ပြောပြလိုက်တယ်။ Deadpool ကလည်း Batman လို့ကောင်းမျိုးနဲ့မှာကြိုက်တာ။ဥပမာ Wolverine နဲ့ Deadpool ဆိုရင် တယောက်ကပေါပေါဖောက်တယောက်ကကြတော့လူပုစိတ်တို့အားနေကိုက်နေကြတာအားနေတက်နေကြတာမျိုးအခုဘတ်မန်ကြတော့မိမဒါပြောချင်တာပြောငါလဲနားမထောင်ဘူးငါလဲငါလှုပ်ချင်တာလုပ်မယ်ဆိုတဲ့ကောင်မျိုးဖြစ်ပါတယ်ဘတ်မန်ကပြောတယ်ငါကစုံတော့တယောက်ပဲငါတဲလွန်စားတွေကိုရှာတယ်အခုလဲငါမှဘာတွေဖြစ်ပြက်နေရဲဆိုတာအတွက် theory တစ်ခုရှိနေပြီငါတို့တောက်လျှောက်ဖြတ်လာခဲ့တဲ့ piano တီးဆက် hotel reception florida မြို့မြေပုံ chess ခုံနဲ့အခု basketball တလုံးကအားလုံးချိတ်ဆက်နေရဲ့ mingo blue ထင်လဲဆိုပြီးတော့မေးလိုက်ပါတယ် batman comic day ရဲ့ထုံစံအတိုင်းသူကအားလုံးကိုအဆုံးသတ်ကြမှာချိတ်ဆက်ပြီးတော့ရှင်းပြမှာဖြစ်တယ်ဒါပေမဲ့ဒါကို tattoo တယောက်ကဒေါ်လာထွက်နေတယ် min သိနေတာပဲအဆုံးသတ်ကြမှာ cr ကြီးလောက်ပြမယ်အစား min အခုတည်းကပရိသတ်တွေကိုရှင်းပြလိုက်တာပို့ပြီးတော့မလွယ်ဘူးလားဆိုပြီးတော့မေးလိုက်ပြန်တယ်ဒီချိန်သူတို့နှစ်ယောက်ရဲ့အနောက်ကို cartoon အကောင်လေးတွေကရောက်လာကြပြီးဗာမန်းညာမန်းမတိစတင်တိုက်ခိုက်ကြတော့တယ် tattoo ကသူတို့ကို အပိုင်းပိုင်းခုန်နေချိန်မှာဘတ်မန်ကလက်သီးရည်နဲ့ထိုးနေတာကြောင့်အားမရဘူးဒီမှာဘတ်မန်ကြီးမင်းရဲ့လူမတက်ဘူးဆိုတဲ့စီကန်းကိုငါသိတယ်ဒါပေမဲ့ဒီကောင်တွေကခံစားချက်မရှိတဲ့ကာတွန်းမွန်စတာတွေပဲတပ်ပစ်လိုက်လို့ရတယ်အာမနာနဲ့ဆိုပြီးတော့ပြောလိုက်တော့ဘတ်မန်ကတခုခုကိုနားလဲသွားတယ်ငါကဒက်ဘူးကိုမသိဘူးဒါပေမဲ့ဒက်ဘူးကတော့ငါကိုဘတ်မန်ဆိုတာကိုသိတယ်အဲ့လိုလားဆိုပြီးတော့မေးလိုက်တော့ဘတ်မန်ကငါအဲ့လောက်တော့သိတယ်ဘတ်မန်မှဆိုရင်အတမန်တီယန်ထက်ထောင်မှမာချောတဲ့အရာရှိတယ်တန်ရထားထက်ထောင်မှအစွမ်းထက်တဲ့အရာရှိတယ်အဲ့ဒါကဘတ်မန် န်ရဲ့ plot armor ပဲဆိုပြီးတော့ပြောပြလိုက်ပါတယ်ရည်လဲရည်ရပါတယ်ဒါက batman ဒီ bay comic bay ဇလန်းမှမဆိုအမြဲတမ်းတဏီတဖုံနဲ့နိုင်သွားတတ်တာအကြောင်းပြချက်စောက်စားကြီးတွေနဲ့ i am batman ဆိုပြီးတော့နိုင်သွားတတ်တာကိုရှင်ညွှန်းခြင်းလည်းဖြစ်ပါတယ်ဒီတော့ batman ကလည်း feed တတ်သွားတယ် okay လေးငါမှ theory တခုစမ်းစရာရှိတယ်လို့ပြောရင်ကာတွန်းကောင်တွေပြစ်လိုက်တဲ့ညားတွေအကုန်လုံးကိုရှင်ကော့ခံပြစ်လိုက်ပါတယ်ဒါပေမဲ့ဒီညားတွေကသူ့ရဲ့ရှင်ဘက်ကိုကန်ပြီးတော့ထွက်ကုန်ကြတာမဟုတ်ဘူးသူ့ရဲ့တကူလုံးကိုစိုက်သွားကုန်ကြတာဖြစ်ပါတယ်အိုး အလုံးမဖြစ်ဘူးပဲဆိုပြီးတော့ deadpool တယောက်ပါးစပ်ကိုအုပ်ထားပြီးတော့ရေရွတ်မိရဲ့အထဲထဲမှာလည်းခိုးပြီးတော့ရှင်နေနိုင်ပါတယ်ဒါပေမဲ့ batman ကထူးထူးဆန်းဆန်းဒါတွေကအမှန်မဟုတ်ဘူးဆိုပြီးတော့ပြောနေတယ်ဒါတွေကမင်းစိတ်ထဲမှာဖြစ်နေတာငါတို့ကိုအဖြူရောင်စီကွက်ကြီးကဖန်တာတယ်ဆိုပြီးတော့ပြောလိုက်ပါတယ် dan wee see နောက်တစ်မျက်နှာမှာဆိုရင်တော့ batman ကစီကွက်ဆိုပြီးတော့မြင်နေရတာဒီတကယ်တော့ cassandra nova ကဒုံမကြီးဖြစ်နေတယ်သူက deadpool tree ရုပ်ရှင်တွေကလိုမျိုး batman နဲ့ deadpool ရဲ့ခေါင်းတွေကိုလက်ချောင်းတွေနဲ့ထိုးတွင်းထားပြီး night ထုတ်လဲစားနေတာဖြစ်ကြောင်းကိုမြင်လိုက်ရ ရပါတယ်အခုမှကဒုံမရှင်းပြတာအရာဆိုရင်တကယ်တော့ dead bull ကကဒုံမကိုတပ်ပြစ်နိုင်မဲ့အစွမ်းထက်ပစ္စည်းတစ်ခုကိုရှာနေခဲ့တာပဲဒါပေမဲ့ကဒုံမကဇလန်တပုတ်ကိုကော်တန်မှာရေးပစ်လိုက်ပြီး dead bull မတိုင်ခင်အဲ့ဒီပစ္စည်းကိုကပအကောင်ဆုံးစုံတော့ batman ကသွားပြီးတော့ရှာအောင်ဆိုပြီးတော့လဲစားထားခြင်းဖြစ်ပါတယ်နောက် batman ကအဲ့ဒီပစ္စည်းဘယ်မှာလဲဆိုတာကိုသိနေပြီးဒါပေမဲ့ကဒုံမကနက်နက်နော်နော်နိုင်နေတာတော့မှ batman ရဲ့ခေါင်းထဲကအဖြေကိုနိုင်ထုတ်လို့မရဘူးဖြစ်နေတယ်။ batman ကသူ့ကိုညင်းဆန်နေတော့မယ်ဆိုဒီမိမကထပ်ပြီးတော့ က်အောင်နိုင်လိုက်တဲ့အချိန်မှာကောမိတ်ကသူတို့ရဲ့ခေါင်းထဲကိုယောက်လာကြပြန်တယ်။ဒက်ဘူးကမင်းကငါပေးမသိနိုင်ဘူးလို့ပြောရင်မြားတွေဆိုင်နေတဲ့ဘတ်မန်ကိုမချီပြီးတော့နေရာတစ်ခုစီကိုသွားနေတာမြင်လိုက်ရတယ်။သူမလေးပါဘူး။သူကငါရဲ့အကူပဲလို့ပြောရင် ရုပ်ရှင်တွေထဲမှာဆိုရင်ညီကိုတွေဂျူအိုတွေကဘလောက်အထိလေးလေးအချင်းချင်းမနိုင်ကြတာကိုသူကစားနောက်နေပါတယ်ပြီးတော့တော်သေးတဲ့ဟီယောက်ကြီး Absolute Batman လာဆိုရင်ဒီမှာငါမာရင်နဲ့တေမာအဲ့ဒီအကောင်ကြီးကအကြီးကြီးပဲဆိုပြီးတော့ပြောလာပြန်ပါတယ်အားတင်ထားဖို့ပြောတယ်ခြေထောက်ကနေပြီးတော့တရွတ်တိုက်ဆွဲသွားပြီး Lazarus Pit ထဲကိုပစ်ချပစ်လိုက်ပါတယ်ပြီးတော့တေမသွားဖို့အတွက်ဆူတောင်းနေမိတယ် Of course ဟိုဘက်က Batman ဆိုတော့ဘယ်တေမလဲဒါပေမဲ့ပြန်ထွက်လာတဲ့အခါ Amalgam Universe တွေက Batman နဲ့ Wolverine ပေါင်းထားတဲ့ version Dark Claw ဆိုတဲ့ ဗာရှင်ကြီးနဲ့ပြန်ပြီးတော့ခုံထွက်လာတယ်ဆိုတော့ကိုမြင်လိုက်ရတဲ့အခါတက်ပူကဆဲတယ်သူ Wolverine နဲ့ဝဝင်းနေလို့မရနိုင်ပါလားဆိုတော့ကိုစိတ်ဆိုးမိပါတယ်တက်ပူနဲ့ Wolverine Batman က reality ကနေဖောက်ထွက်သွားကြပြီးအထူးဆန်းနေရာကြီးတွေမှာခြာကုန်ကြတယ် Wolverine ရဲ့ healing factor နဲ့ဆိုတော့ Batman ကကြီးတွေပိုက်တဲ့ဝင်နေရတော့မှမမှုဘူးသူတို့က comic တွေရေးတဲ့ typewriter စာရိုက်စက်တွေပေါ်မှာလည်းတက်ခြာကုန်တယ်တက်ပူက keyboard ပေါ်ကစကလုံးတွေကီးတွေနဲ့ပါကောက်ပေါက်ဖြစ်တယ်နောက်ဆုံး Batman စိတ်ပြေသွားတဲ့အခါတက်ပူကဘာကြောင့် ်ဒီလောက်အထိချနေလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့ဘတ်မန်က "तू အချိန်ဆွဲနေတာဖြစ်ကြောင်းကိုရှင်းပြလိုက်တယ် yes သူဒီကိုတယောက်ထဲလာခဲ့တာမဟုတ်ဘူးလို့ဆိုရင်အပြင်မှာတော့သူ့ရဲ့သားလေးဒေမီယန်ဒီသူတို့ကိုဖမ်းချုပ်လဲစားနေတဲ့ကရုံးမရဲ့ခုတ်ပေါ်ကိုခုန်တက်လိုက်ပြီးတော့ဘုံတီးနဲ့လိုခေါင်းကိုထူရိုက်ပြနေပါတယ်နောက်ဘတ်မန်တို့ကလွတ်လာခဲ့ပြီး and ဘတ်မန်ကကရုံးမရှာနေတဲ့လက်နက်ပဲမှရှိလဲဆိုတာကိုသိတယ်ဒါကြောင့်အမြန်မဲ့ကြောင်းဆောင်တွေကနေရာတစ်ခုစီကိုဒက်ဘူးကိုခေါ်ပြီးတော့ပြေးဝင်သွားလိုက်ပါတယ်အရေးထဲကနေပြီးတော့လူတယောက်လက်နက်ဆက်ကင်ထား တဲ့လူတယောက်ကိုမြင်လိုက်ကြတယ်ဒီလူကလက်နှိပ်ဆက်ထဲမှာလက်ရှိဖြစ်ပျက်နေတဲ့များကိုရေးသားနေတယ်ဒါဟာသူတို့လိုက်ရှာနေတဲ့လက်နက်ဆိုတာပဲ cosmic keyboard ဆိုပြီးတော့ခေါ်တယ် reality ကြီးကိုကြိုက်လို့ဇလံမျိုးပြောင်းလဲရေးသားလို့ရနိုင်တယ် batman ရှင်ပြတာအရဒီလက်နက်ဟာ suicide squad တဲက the rider ဆိုတဲ့အသေးစား villain လို့လို့ပြောဆုံးသွားခဲ့တာ batman gotham မှာတွေ့ခဲ့တဲ့ victor ဆိုသူကလက်နက်ပမာလဲဆိုတာကိုသိခဲ့တယ်သူကိုယ်တိုင်ယာယူခြင်းခဲ့တယ်ဒါပေမဲ့သူ့ရဲ့မိမကိုဆုံရှုံလိုက်ရလို့စိတ်သက်တည်ကြနေတဲ့အခါမှာတော့အခုလိုတွေဒီအချိန် န်ထိဖြစ်လာခဲ့တာပဲဆိုပြီးတော့ပြောပြလိုက်ပါတယ် and batman ပြောတဲ့များကလည်းဒီလူရဲ့ keyboard ပေါ်မှာရေးနေတဲ့စကားလုံးတွေဖြစ်နေပါတယ်ဒီလူကပြောတယ်ဇလန်းစင်နာကတော့မိုက်နေပြီဟဲ့စက်သိန်းကိုတော့ငါဒီကနေပဲဆက်ရေးပြီးတင်လိုက်တော့မယ်ဆိုပြီးတော့ပြောတယ်ထိုသူဟာကတုံးတယောက်ဖြစ်နေပြီးအခု comic ရဲ့ရေးသားသူ grant morrison ကိုရင်းက cameo ပါဝင်ထားခြင်းလည်းဖြစ်ပါတယ်သူက batman တို့ကိုရှင်းပြတယ်ဒီ keyboard ကိုလူတိုင်းကလိုချင်နေကြတာလူတိုင်းကဇလန်းအမျိုးမျိုးကိုကိုစီရေးသားရှင်နေကြတာအခုငါကတော့ဒီဇလန်းကိုအဆုံးသတ် ်ပေးရတော့မယ်ဇလန်းကမိုက်တယ်ဘတ်မန်ပါပြီးဒက်ပူးပါပြီးဧည့်သည်တရုတ်ဆောင်ဒေမီယန်လည်းပါပြီးတွစ်လေးတစ်ခုလောက်ထည့်ရင်ကောင်းမလားဆိုပြီးတော့ပြောတဲ့အချိန်မှာသူ့ရဲ့အနောက်ကနေပြီးတော့မျက်လုံးတစ်စုံကချင်းကပ်လာတယ်ကက်ဆန်ဒရာနိုဗာကရုံးမကရိုက်ဒါရဲ့ခေါင်းထဲဝင်ပြီးတော့ချုပ်ကင်ထားလိုက်ပါတယ်သွားလိုက်ပြီးလို့တွေးရင်ဘတ်မန်တို့ကစိတ်ပူသွားကြတယ်ကိုညီဖို့ပြေးလာကြတဲ့အခါရိုက်ဒါကဒုံးစီကနေပြီးတော့အတန်ထွက်လာပြန်တယ်ကရုံးမရဲ့အစွမ်းတွေကရိုက်ဒါအပေါ်မှာမတက်ရောက်နိုင်ဘူးလို့ရေးသားထားပြီးတာမင်းပါတက်နိုင်အောင်မလဲဆိုပြီးတော့မေးလိုက်တော့ကရုံးမ မတယောက်ကြောက်လန့်သွားရတယ်။ဒါနဲ့နေစမ်းမအောင်စာရေးဆရာတွေ idea ကုံသွားတဲ့အခါဘာဖြစ်မလဲသိချင်လား။ဘာတွေအထိဖြစ်နိုင်မလဲသိချင်လားဆိုပြီးတော့မေးအပီမှာတော့ကတုံးမကိုလာပြီးတော့တိုက်ခိုက်နေတာဒီ Batman နဲ့ Deadpool မဟုတ်တော့ဘဲနှစ်ကောင်ပေါင်းထားတဲ့ Deadbat ဆိုတဲ့အကောင်ကြီးဖြစ်သွားပြီဆိုတာကိုမြင်လိုက်ရပါတယ်။တပုံမဲ့တမျက်နာတွေပြသွားတယ်ဆိုပေမဲ့ဆောက်ရမ်းလိုက်တယ်။ Deadpool ဆိုတဲ့အတိုင်းဆောက်ခွက်ပြောင်းပြီးတော့အနောက်မှာ Batman တီလုံးကိုလည်းဖွင့်ထားပါသေးတယ်။အနာဂတ်မှာ Batman version များဒါမှမဟုတ် Deadpool version များဆိုပြီးတော့ video တွေလုပ်တဲ့ အခါဒီကောင်ကမပါမဖြစ်ထည့်ပြောရမယ့် version တစ်ခုလည်းဖြစ်သွားခဲ့ပါတယ်သူတို့ကကဒုံးမကိုကောင်းဖြတ်ရေဦးထဲထည့်ပြီးတော့အနိုင်ယူနိုင်ခဲ့ပါပြီတစ်ဖက်မှာလည်း Cosmic God တွေဆက်ဆံနေကြခြင်းကအထွတ်အထိပ်တွေအထီကိုပါရောက်ကုန်ပြီဆိုတာကိုမြင်လိုက်ရတယ်အတူတူနိဗ္ဗာန်တွေရောက်တဲ့အထီကိုပြီးဆုံးလိုက်ကြပြီဆိုတာကိုမြင်လိုက်ရပါတယ်သူတို့နှစ်ယောက်ကပြီးသွားကြတော့ကိုရီလည်း꿰သွားကြပြီ Deadpool နဲ့ Batman တို့လည်းလန်ခွဲကြပါပြီသူတို့ကအဲ့ရပေါ်မှာကိုစီဖုန်းတွေပို့နေကြရင်ဒါဆိုနောက်တစ်ခေါက်မှပဲထပ်လုကြတာပေါ့ဆိုပြီးတော့ပြောတယ် Cosmic God တွေ ရဲ့လိန်ဆက်ဆန်းခြင်းကဇလန်းတစ်ပုဒ်ဖြစ်လာတယ်ဆိုတာကလည်းတကယ်ကို Deadpool Comics ရဲ့ယူကြောင်ကြောင် idea မျိုးကြီးလည်းဖြစ်ပါတယ်။အဆုံးမှာတော့အဖြစ်အပျက်တွေအားလုံးပြီးအချင်းချင်းနှုတ်ဆက်ကြတဲ့အချိန်မှာ Batman ကအရာရာကိုပြောင်းလဲရေးသားနိုင်တဲ့ Rider ကိုတစုံတစ်ခုတောင်းဆိုခဲ့တယ်။ Gotham မျိုးကိုသူပြန်ရောက်တဲ့အခါမှာပထမအဦးဆုံးမြင်ခဲ့ရတဲ့ Victor ဒီအရက်တွေတောက်တတ်သိဖို့အတွက်ကြိုးစားနေခြင်းသူ့ရဲ့အရှိကတကားပွင့်လာပြီးသူ့ရဲ့မိမပြန်အသက်ရှင်လာပြီးဆိုတာကိုမြင်လိုက်ရတယ်။ Victor လည်းပျော်ရှင်သွားတယ်။ Batman ကဒါကိုအပေါ်ကနေကြည့်နေရင် Happy holidays ပျော်ရွှင်စရာအားလည်းရက်လေးတွေဖြစ်ပါစေလို့အားလုံးကိုပြောပြီး comic ကိုအဆုံးသတ်သွားခဲ့ပါတယ်။အပပကကိုပြေဆုံးပါတယ်။အရှိထွက်ခဲ့တဲ့ Joker ပါခဲ့တဲ့ comic ထက်လည်းပိုပြီးတော့ကောင်းတယ်။ကျွန်တော်အတွက်ဒီတစ်နှစ်လုံးမှာဖတ်ခဲ့ပူတမရတဲ့မှာအကောင်းဆုံး comic တစ်ခုလို့သတ်မှတ်မိပါတယ်။ Reader တို့လည်းချိန်ကြမယ်လို့ထင်ပါတယ်။ Deadpool နဲ့ Batman တို့အသစ်တွေထွက်လာအောင်မယ်ဆိုရင်ရောချိန်ကြပါလား။ Video တွေလုတ်ပေးရအောင်မလားဆိုတာတွေကို comment section မှာရေးသွားခဲ့ကြပါအောင်။ Video ကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက် Video တွေမှာပဲတွေ့ကြရအောင်။